်သူစိတ်ကူးထဲမှာဒီဂျာပန်ပုံစံလေးကိုလှုပ်ချင်တယ်အဲ့ဒီအချိန်မျိုးမှာအာဒါစိန်ကြီးပဲဆိုရင်လည်းမှလာမှာဆိုတော့စိန်ရောဗရမြောင်းမြောင်းနဲ့ပေါ့နော်အဲ့ဒါကိုယ်တိုင်စိတ်ကူးလေးနဲ့ပေါ့နော်ဖန်တီးထားပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်အဲ့တော့ဒါလည်းပြ edition ပေါ့ဟုတ်ကဲ့တူလားจายูเลียเนี่ยมาพูเล่ถั่วแต่ปုံสันမျိုးนี้ဖြစ်อย่างมันถ้าเอาเนี่ยฉะล่ะเราเราจ๋า တယ်ဘာမှမလုပ်ဒီဟုတ်တယ်ဒီအပွင့်နှစ်ပွင့်ကိုဒီပေါ်တင်ဟုတ်တယ်ဟုတ်တယ်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ဒါပေမဲ့နောက်ဆုံးတော့တကယ်ပွဲတက်ရတော့မယ်အချိန်မှာအိုင်ဒီယာရသွားတာဟုတ်တယ်ဟုတ်တယ် မင်္ဂလာပါဟုတ်ဒီစင်မူလေးပေါ့မပြပြပါဘူးဒါကတော့မြင်းဆက်ကအလားဆုံးလိမ့်မေးနေရပါမြင်းဆက်ကမြို့သူတချင်းမီနီခွေလောက်တော့လဲဒါလိမ့်မေးခဲ့ရလေအဲ့လိုနဲ့ကအရန်ကြိုက်ရဆိုတာလေအာအခုကိုကကမ်ဘက်အနေနဲ့ကုပွဲလေးဆိုတော့မြင်းဆက်ကိုဒုက္ခလေးပေါ့နော်လှမ်းပြီးချိတ်ပြီးရမှဒါလိမ့်လိမ့်ခိုင်းတာတိုင်းလေကြပန်းရွှေကြဆိုတဲ့အတိုင်းပဲ ကြပန်းလေးရဲ့ဟာကိုအခြေခံပြီးတော့ဗောနော်မြို့သူတို့အင်ညီလေးရောနောက်ဆုံးလက်ဝိရနာအစာဗောနော်အကုန်လုံးအဲ့ဒီအတိုင်းစီစဉ်ထားပါတယ်အဲ့တော့မျက်နှာလေးကိုလည်းဒါမင်းဆက်ကသူ့စိတ်တိုင်းကြဆိုပေမဲ့လေဟိုအဝတ်စုံလေးနဲ့ရင်နာလေးတွေကိုတွေ့ထားပြီးသားဆိုတော့အဲ့လိုနုနုလေးလိမ့်မိထားပါဒီတိုင်းတေချာမပြင်းစင်ဖြစ်တာတော်တော်ကြာပြီဆိုတော့လေပြောပါတယ် ာညိုမှုကဝင်နေလို့ပြောဆိုတော့အခုပြင်နေတဲ့ဟိုမှုကရောထည့်ထားရလားဖြောင်းနေတာအခုကတော့စိတ်ကတော့အဲ့ဒီဟာတွေအကုန်လုံးမှုတွေကလွတ်ချပြီးတော့မှပွဲအတွက်ကိုပဲနည်းနည်းစိတ်လှုပ်ရှားတာပေါ့နော်အယောင်ကတော့မြတ်သူယူရတာပါเนาะပြီးတော့သူ့ဒီနုနုရွရလေးလည်းဖြစ်ချင်တယ်ဆိုတော့ကျွန်တော်တိုင်မင်းတဲ့အချိန်မှာဒီယောင်လေးပန်းနုယောင်လေးကိုအခြေခံပြီးတော့မှဒီကားနဲ့လိုက်တဲ့ကြာဘရုံမှာကြာပွင့်လေးပေါ့เนาะအဲ့ဒါလေးတွေလည်းထည့်ချင်တယ်ဆိုတော့ကျွန်တော် အာနှစ်ယောက်တိုင်ပင်ပြီးတော့လောက်ကြတော့ဗောသုံးသုံးလေးရက်လောက်ကြာနော်တိုင်ပင်ကြာပြီဒီဟာလေးတွေရဖို့အတွက်ဆိုရင်ကိုကြီးကအပင်မန်းခံပြီးတော့ဟိုလိုက်ရှာပြီးတော့ကိုကိုတိုင်းသွားဟုတ်တယ်ဟုတ်တယ်ဟိုကြည်လိုက်လို့ရှိရင်ဒီဟာလေးကလှတယ်ဆိုပေမဲ့ဒီမှာအများကြီးအားစိုက်ပေးထားတာကိုဒါမျိုးဆိုဆိုရင်တိဆိုးဆိုတော့လေရန်ကျေစုတင်ပါတယ်လို့ကိုကြီးစိတ်တိုင်းကြာပါစိတ်တိုင်းကြာတော့ဗောဘာဆိုတော့မင်းတို့အခုဒီလက်ဝိရနာဆိုမင်းတို့ကိုတိုင်းဒါလေးဒီဆိုဒီဇိုင်းလုပ်ထားတာအဲ့တော့ဒီမှာဆိုရင်ဗရမရပါမယ်စိန်ပါမယ် ဒါမြတ်ပါမယ်အဲ့လိုဆိုရခါကျတော့ဒီအဝေးနဲ့လိုက်ဖက်အောင်ပေါ့နော်ကိုလိုချင်တဲ့ပုံစံမျိုးနဲ့ဒီကြာညိုဆိုတော့ဒီကြာပန်းရဲ့ theme လေးကလည်းပါတင်တယ်ဆိုတော့ကိုကြီးပြောပြတော့စိတ်ကူးတဲ့အတိုင်းလုံးဝတစ်ထက်တည်းပဲထွက်လာပါတယ်ဟုတ်ဒီရင်တိုးလေးဆိုရင်လည်းဒါကြာဘူးပုံစံလေးပေါ့နော်မြတ်သူကစိန်ရဲ့ဗဒမားရဲ့ဒါညရဲ့ပေါ့နော်အဲ့လိုလေးကြာဘူးပုံစံလေးခတ်ထားတဲ့တော့ကျွန်တော်တို့ဒီကြာရိုးလေးကနေမှာအဖူးလေးထွက်တဲ့ပုံစံမျိုးလေးဖြစ်ရအောင်ဒါကိုနေရာချတာကျွန်တော်ကျွန်တော်ကြာ တော့ဒီဟုတ်တယ်ဒီအပွင့်နှစ်ပွင့်ကိုဒီပေါ်တင်ကောင်းလားဒါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ဒါမဲ့နောက်ဆုံးတော့တကယ်ပွဲတက်ရတော့မယ်အချိန်မှာအိုင်ဒီယာရသွားတာဟုတ်တယ်ဟုတ်တယ် ရန်ပျော်ပါတယ်။ဒီဟာ OM တက်တာဆိုရင်လည်းကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။အာစိတ်လှရှားပါတယ်ပြီးတော့ဒီကားလေးဆိုလို့ရှိရင်လည်းသူအရန်ကြိုက်ရတဲ့ဆက်လေးကိုမှရိုက်ခွင့်ရဖြစ်တဲ့အတွက်ကြောင့်တကယ်ရမ်းပျော်မိပါတယ် ဒီဟာလေးကကြတော့မြို့သူတို့ဟိုဘယ်လိုပြောမလဲတကယ်မြန်မာဇက်အိမ်နဲ့ပေါ့နော်ဟိုစာပေပေးမှန်စုရထားဝိထုလေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုစာဖက်ပြိတက်ကငွေတွေကရှိပြီးသားဆိုတော့ဒါလေးကိုပြန်ပြီးတော့ဖန်တီးရခါမျိုးမှာလိုအပ်ချက်လေးတွေအားနည်းချက်လေးရှိခဲ့ရင်လည်းပြပြပေးပါဝေဖန်ပေးပါလို့လည်းပြောချင်ပါတယ်ပြီးတော့ပြိတက်ကြီးစံနေပြန်ပြီးတော့မှကြားရမယ့် feedback လေးကိုလည်းစာမွေးအောင်မှာစောင့်ပြီးတော့နားထောင်ချင်ပါတယ်ဟုတ် ဇလန်တွဲမှာပေါ့နော်မြို့တူကအကြညိုဆွဲနေရလေးကနေပြီးတော့ဒါတရုတ်ဆောင်ထားဆိုတော့လေမြတ်သူရဲ့ဒီចောင်းလွယ်အိတ်လေးမှာဆိုရင်လည်းကြာပန်းလေးထိုးထားတာမျိုးမြတ်သူရဲ့အိမ်ရှိမှာဆိုရင်ကြာဦးလေးနဲ့ပေါ့နော်ကြာပန်းလေးနေအဲ့လိုမျိုးဆိုတော့ကိုယ့်ရဲ့ဒီပွဲတက်လေးမှာလည်းမြတ်သူစိတ်ကူးထဲမှာဒီကြာပန်းပုံစံလေးကိုလှုပ်ချင်တယ်အဲ့ဒီအချိန်မျိုးမှာအာဒါစိတ်ကြီးပဲဆိုရင်လည်းမှလာမှာဆိုတော့စိတ်ရောဗရမြောင်းမြောင်းနဲ့ပေါ့နော်အဲ့နဲ့ကိုယ်တိုင်စိတ်ကူးလေးနဲ့ပေါ့နော်ဖန်တီးထားပါရှင်ဟုတ်ကဲ့ရှင် အဲ့တော့ဒါလည်းပြက် addition ပေါ့ဟုတ်ကဲ့ကိုကတော့ကိုကိုစိတ်တိုင်းကြပဲပေါ့နော်သူကတော့လိုအပ်တာတွေအကုန်လုံးသူထုတ်ပေးတာပေါ့နော်ဒီဟာကြီးဆိုလို့ရှင်လဲသူထုတ်ပေးတာပေါ့နော်